လုံလေပြီးသော အတိတ်ခေတ်ကာလမှစ၍လူသားတို့၏အမောင်ဆုံးအပြစ်တို့သည်ဤကဘာမြေ၏အနှိုင်းဆုံးနေနမိတ်၌ကျင်းစာအဖြစ်စိတ်ဝင်တရှိခဲ့ကြလေသည်ဤဒီကလူသားတို့၏နှဆိုးကိုမွေးဖွားရာဇလံအဘဲကြောင့်မသိလူအုပ်ကြီးကဒေါသထွက်နေကြရဲလက်ထဲမှာမိတို့ကိုစီနဲ့ဓမ္မတွေတကောက်တွေကင်ဆောင်ထားကြရဲ ရွာအစွန်ဆုံးအိမ်ထဲမှာတော့အမျိုးသမီးတစ်ယောက်မီးဖွားနေတယ်။ဟာဆန်ဆိုတဲ့လူကြီးဟာဒေါသထွက်နေတဲ့လူအုပ်ကြီးကိုဥဆောင်လာခဲ့ပြီးတရားချင်းလေးပေါ်ရောက်တော့သူတို့ကိုတားဆီးဖို့ကြိုးစားသူတွေနဲ့အသေးအချေတိုက်ခိုက်ကြပါတယ်။ကလေးမီးဖွားနေတဲ့အမျိုးသမီးရဲ့နာမည်ကဝါတီလို့ခေါ်ပြီးအမီနာဆိုတဲ့လက်သက်မိန်းမကြီးကကလေးတစ်ယောက်ကိုအောင်မြင်စွာမီးဖွားပေးလိုက်ပါတယ်။ဒါပေမဲ့ဘိုင်းနာကမပြောက်သေးတော့အမွာဖြစ်မှန်းတိလိုက်ကြရပါတယ်။ဟာဆန်တို့လူစုကတော့ သူတို့ကိုတားဆီးသူမှန်သမျှကိုရရဆက်ဆက်တုတ်တင်ပြီးတော့သူတို့ရဲ့အဓိကပြစ်မှတ်စီဆက်လက်ထွက်ခွာလာကြပါတယ်။အရာကတော့ဝါတီတို့စီကိုပါပဲ။ဘာကြောင့်မှမသိလူအုပ်ကြီးဟာဝါတီတို့ကိုတုတ်တင်ချင်နေကြပြီးအင်ရှိကိုရောက်လာကြတော့ဝါတီကင်မွန်ဖြစ်တဲ့ဂျာဝုကိုထွက်ခဲ့စမ်းလို့လန့်အော်လိုက်ခါအင်ကိုမီးရှို့ပစ်ဖို့အတွက်လည်းရေနံစီတွေဖြန့်ပတ်လိုက်ကြပါတယ်။ဂျာဝုကအခြေအနေမကောင်းတော့မှရိတ်စားမိပြီး လက်သက်မိမကြီးအမီနာကိုသူ့ရဲ့ကလေးကိုစောင်းရှောက်ထားပေးဖို့ပြောလိုက်ပါတယ်။အမီနာလည်းပထမဆုံးမွေးတဲ့ကလေးငယ်ကိုပိုက်ပြီးအိမ်အနောက်ဘက်ကနေတိတ်တိတ်လေးထွက်ပြေးသွားပါတယ်။လူအုပ်ကြီးကအိမ်ကိုမိဆရှုနေကြပါပြီ။ဂျာဝိုလည်းဘာဆက်လို့ရမှမသိတော့ပဲထယံမှာစွတ်ထားတဲ့ဓမကိုဖြုတ်ပြီးအိမ်ပြင်ကိုထွက်သွားတဲ့အခါဒေါသထွက်နေကြတဲ့လူအုပ်ကြီးရဲ့လက်ထဲမှာ အသက်ပြောက်သွားပါတော့တယ်။ဟာဆန်ကအိမ်ထဲမှာဝါတီရှိနေရလားသိကြအောင်ဝင်းစစ်ကြည့်တော့ဝါတီကဒုတိယမွေးထားတဲ့အမွှာလေးကိုရင်ဝယ်ပိုက်ပြီး ကျမဘာလုပ်ခဲ့မိလို့လဲလို့ပြောကြည့်ပေးမယ်။ဟာဆန်ကတော့အခုမှစိတ်ချသွားဟန်နဲ့ဂျင်းနဲ့ဆော်ပြန်ထွက်လာခဲ့ပါတယ်။ဟာဆန်မတိလိုက်တာကခက်လန်းလန်းမှဝတ္တီရဲ့ပထမကလေးကိုရင်ဝယ်ပိုက်ပြီးအခြေအနေစောင့်ကြည့်နေတဲ့အမီနာကိုပါပဲ။အမီနာလည်းတအိမ်လုံးမီးဆွဲသွားပြီမို့။နေရာကနေထွက်သွားပါတော့တယ်။ဟုတ်ကဲ့ဒါကတော့အနက်ခွန်တီဆိုတဲ့အစ်စ်ထွက်အင်ဒိုနီးရှားတရက်ကဖြစ်ပြီး ရွာကလူတွေဟာဝါတီတို့ဇနီးမောင်နှံကိုဘလို့အကြောင်းကိစ္စတွေကြောင့်တုတ်တင်ပစ်ကြတာလဲအမီနာခေါ်သွားတဲ့ကလေးကရောဘာတွေဆက်ဖြစ်မယ်ဆိုတာဆက်မကြည့်ခင်လိုက်တစ်ချက် comment တစ်ကြောင်းဆ ਾਇ ရဖို့အချိန်မရှိရင်နှစ်သက်တဲ့ emoji တစ်ခုခုမှန်းခဲ့ပေးပါ subscribe လို့ရသေးရင်လည်းလုပ်ခဲ့ကြပါ VPN ဖွင့်ကြည့်ပေးဖို့လည်းမေတ္တာရက်ခံပါတယ်ခင်ဗျာဇက်လန်းလေးစကြမယ်အမျိုးသမီးဘော်ရာအကြောင်းမှဖြစ်ပါတယ်ဆာရာဆိုတဲ့ main ကလေးကမိဘမဲ့တယောက်ဖြစ်လေတော့ဒီတစ်ပတ်အားလိုက်ရမှာ သူများတွေလိုပြန်စရာအိမ်လည်းမရှိရှာပါဘူး။ဆာရာမှာအာစီစာဆိုတဲ့တငယ်ချင်းမလေးတယောက်လည်းရှိပြီ။အာစီစာကပေးရမှာသူမတို့အိမ်ကိုလိုက်လေဖို့ပြောပေမဲ့လေဆာရာကဒီကျောင်းမှာပဲကြီးပြင်းလာရသူဖြစ်လေတော့သူမအတွက်နဲ့ကျောင်းကဆရာဆရာမတွေစိတ်မကောင်းဖြစ်မှဆိုပြီးအာစီစာရဲ့ပိတ်ခုံမှုကိုညင်းပယ်လိုက်ပါတယ်။တကောင်ချင်းရောက်တော့ကျောင်းသူလေးတွေအားလုံးဟာလည်းအိမ်မောကျနေပါဗါတယ်။အဲ့ဒီအချိန်အဆောင်ခန်းထဲကိုဘလို့ရောက်နေမှမသိတဲ့အမျိုးသမီးတယောက်ဟာလက်ထဲမှာကလေးတယောက်ပွင့်ချထားပြီးငိုကြွေးနေပါဗါတယ်။ အဲ့ဒီအတန်ကြောင့်ဆာရာနိုးလာပြီးအဲ့ဒီအမျိုးသမီးကြီးရဲ့အနာကိုတွတ်ချီတော့ငိုသံတိတ်သွားပြီးသူမဘက်ကိုလှည့်လာတော့အဲမဖြစ်နေနဲ့တီးလိုက်ရပါအိမ်မက်ကနေလန့်နိုးသွားပါတယ်ဆာရာအော်တန်ကြောင့်တခြားကျောင်းသူတွေလည်းနိုးလာကြပြီးအစီစာကနှစ်သိမ့်ပေးတော့ငါကလေးနဲ့မိမတယောက်ကိုတွေးခဲ့တယ်သူကငါ့ကိုအိမ်ပြန်ခဲ့ခိုင်းနေတယ်လို့ဆာရာကပြောပြလိုက်ပါတယ်အစီစာလည်းဒါကသွေးလေးချောက်ချပြီးမတ်တဲ့အိမ်မက်တစ်ခုပါလို့နှစ်သိမ့်ပေးပြီးပြန်အိတ်ခိုင်းလိုက်ပါတယ် နောက်ရက်မှာတော့ကျောင်းပိတ်ပြီမို့ကျောင်းသူတွေအလုံးအိမ်ပြန်ကုန်ကြတော့ပြန်စရာအိမ်မရှိတဲ့စာရာလေးကငေးချနေုံပဲရှိပါတော့တယ်။အစီစာကိုလည်းသူမရဲ့ဖခင်ကြီးကလာကြိုခဲ့ပြီးအစီစာအဖေကတခြားသူမဟုတ်ဇလန်းအစကဒေါသထွက်နေတဲ့လူအုပ်ကြီးကိုဥဆောင်ခဲ့တဲ့ဟာဆန်ပဲဖြစ်ပါတယ်။အလုံးပြန်သွားကြတော့စာရာပြောတဲ့အဖော်မဲနေမှာစိုးရာနဲ့ဆီယမကသူတို့အနောက်ကအခန်းကိုတန်ရှင်းရေးလုပ်ပြီးအဲ့ဒီမှာလာနေဖို့ပြောလိုက်ပါတယ်။ ညရောက်တော့တချောင်းလုံးကကျောင်းသူတွေအိမ်ပြန်သွားကြပြီမို့ကျောင်းဝန်းကြီးဟာတိတ်ဆိတ်လို့နေပါတယ်။စာရာလည်းဝတ်တရားမပြတ်ကိုလက်တန့်ဆင်ပြီးဝတ်ပြုတ်လိုက်ကဝတ်ပြုတ်အပြီးမှာသူမရဲ့ဝတ်ပြုတ်ဝတ်စုံကိုပြောက်ခေါက်နေတော့အမေရဲ့တမီးလေးအိမ်ပြန်တော့တမီးလေးဆိုတဲ့အမျိုးသမီးတစ်ယောက်ရဲ့အတန်ကိုကြားလိုက်ရပါတယ်။ဒါကအိမ်မမဟုတ်တာတေချာနေတော့စာရာလည်းအခန်းထဲကိုဝေ့ကြည့်လိုက်ပါတယ်။ဒါပေမဲ့ဘသူမှရှိမနေတော့အတန်လာရဘက်ကိုတွားချီတဲ့အခါတိုင်မကက်နေတဲ့တရေမကလေထဲကနေသူမစီပြေးဝင်လာတော့ ကြောက်လန့်တကြအိုဟစ်လိုက်ပါတယ်။တပြိုင်တည်းမှာလျှက်စစ်မီးတွေပါပြတ်သွားတော့ကိုလက်တန်းဆင်နေတဲ့ဆရာမလည်းစာရာတခုခုဖြစ်နေပြီးမှရိတ်မိပြီးစိုးရိမ်သွားပါတယ်။အဲ့ဒါနဲ့အသင်းပါလာတဲ့လက်နက်တမီးရဲ့အလင်းရောင်နဲ့အတူစာရာကိုတွတ်ချီတော့စာရာကဘယ်ရောက်သွားမှမသိအခန်းထဲမှာရှိမနေပါဘူး။ဆရာမလည်းအခန်းအနှံဓမီးနဲ့လိုက်ထိုးကြည့်ပြီးရှာနေတော့မှစာရာကို ပြန်တွေ့သွားပါတယ်။စာရာကတိုင်တိတ်မှကတ်နေပြီးကျမအိမ်ပြန်ပြရစီလို့စက်တိုက်ရေရွနေကာ ဆ ्याम ရှိပြေးဝင်လာချိန်မှာတော့ဆရာကြီးရောက်လာပြီးစာရကိုယ်တွေဝင်ပူးနေတဲ့တရေကိုမောင်းထုတ်ပေးလိုက်ပါတော့တယ်။နောက်ရက်မနက်မှာတော့ဆရာကြီးဟာစာရကိုမြေပုံစာရွက်လေးတစ်ရွက်ပေးလိုက်ပြီးသူတို့တွေဝန်းနိုအင်းခဲဆိုတဲ့ရွာလေးမှာနေတော့ကအမီနာဆိုတဲ့အမျိုးသမီးတယောက်စီကနေစာရကိုခေါ်လာခဲ့တာဖြစ်ကြောင်းပြောပြလိုက်ပါတော့တယ်။စာရရှင်ထဲမှာနှစ်ပေါင်းများစွာတိုးဝှက်ထားခဲ့ရတဲ့ခံစားချက်တွေရှိနေပါတယ်။သူမရဲ့စိတ်ကို စင်စင်မပြတ်ချောက်လန့်နေတဲ့အရာတစ်ခုရှိပါတယ်။ဟိုအရင်တုန်းကဘာတွေဖြစ်ခဲ့တာလဲ။သူမသိချင်တယ်။သူမရဲ့မိသားစုအကြောင်း။နောက်ပြီးသူမကဘသူလဲဆိုတာအရင်သိချင်နေခဲ့တာပါ။ဆရာကြီးတို့ပြောတဲ့ဝန်တို့အင်းကဲရွာဆိုတာကသူမရဲ့သူငယ်ချင်းအစီစားရုံးနေတဲ့ရွာဖြစ်နေတော့ဆာရအတွက်အစင်းသင့်သွားပါတယ်။ဆာရစစ်ကူးထားတာကအစီစားစီအရင်သွားမယ်။ပြီးရင် အမီနာဆိုတဲ့အမျိုးသမီးကြီးကိုလိုက်ရှာမယ်။ရွာထိပ်ကိုရောက်တော့ ိုင်းကားဘော့ကဆင်းလာတဲ့သူမကိုလက်ဖေးရည်ဆိုင်ကလူတွေကလှမ်းကြည့်နေကြပါတယ်။ဆာရာလည်းဆိုင်ကယ်တက်စီဦးလေးကြီးတစ်ယောက်ကိုအစီစက်လေးချပြောပြလိုက်ကလိုက်ပို့ခိုင်းလိုက်ပါတယ်။ရွာအဝင်ကားလမ်းစီကနေရွာထဲကိုရောက်ဖို့ကိုတော့အတော်လေးမောင်းလာခဲ့ရပါတယ်။နောက်ဆုံးမှာတော့အစီစက်တို့အိမ်ကိုရောက်လာခဲ့ပြီးအစီစက်ကသူမစီရောက်လာတဲ့ဆာရာချောင်းအံ့အားတင့်သွားပြီးအယံမဲပြိုရွှင်သွားပါတယ်။ခီးပန်းလာတဲ့တငယ်ချင်းအထွတ်အိမ်မှာဘာမှချက်မထားတာမို့ ဈေးထဲမှာရောင်းတဲ့ပထမင်းဆိုင်လေးစီခေါ်သွားပါတယ်။အဲ့ဒီမှာရွာကိုရောက်တာမကြသေးတဲ့မချစ်ဆိုတဲ့ဆရာဝန်ပေါက်ဆက်လေးနဲ့ဆုံတွေ့ခဲ့ရပြီးတယောက်ကိုတယောက်မိတ်ဆက်လိုက်ကြပါတယ်။ဖိုက်ပြစ်သွားကြပြီဆိုတော့အိမ်ကိုပြန်ရောက်လာခဲ့ပြီးအစီစားကသူမရဲ့ဖခင်ကြီးနဲ့မိတ်ဆက်ပေးတဲ့အခါဟာဆန်ကလည်းကျောင်းကဆရာကြီးတို့ကိုတာကျောင်းမှကျောင်းသတင်းပေးပြီးဖော်ရွှေစွာတုံ့ပြန်ခဲ့ပါတယ်။အဲ့ဒီနောက်ဆာရာကသူမလာရင်ကိစ္စဖြစ်တဲ့အမီနာဆိုတဲ့အမျိုးသမီးကြီးကိုလာရှာရာဖြစ်ကြောင်းပြောနေချိန် ဟာဆန်ကတပတ်ခန်းထဲကနေနားဆွင့်နေပြီးအမီနာဆိုတဲ့အတန်ကြောင့်မျက်နှာပြတ်သွားပါတယ်ခဏနေတော့အစီစာကမိဖို့ချောင်းထဲဝင်လာရင်သူမရဲ့ဖခင်ကြီးကရှင့်မိနောက်မိလူကြီးတယောက်ဆိုတော့ကအမီနာကိုတိလာမေးရင်တမိရဲ့တငယ်ချင်းကအမီနာကိုရှာထွေးတဲ့အထိဒီမှနေမှဆိုတော့ဟာဆန်ကအကြောင်းပြချက်မျိုးစုံနဲ့ဒီအိမ်မှာအိတ်လို့မရကြောင်းညင်းလိုက်ပါတယ်အစီစာကဖခင်စကားကိုလက်မခံတဲ့အခါဟာဆန်ကအပြင်းထွက်လာပြီးဒီအိမ်မှာအိတ်လို့မရကြောင်းထွက်ပြောပါတော့တယ် အစီစားလေသူမဖတ်ခင်ကြီးကြောင့်တငယ်ချင်းအပေါ်အယမ်းမျက်နှာပူသွားခဲ့ရပါတယ်ဆာရာကတော့အစီစားစိတ်မကောင်းဖြစ်နေမှဆိုးရတယ်သူမကိုစိတ်မပူဘူးသူမအတွက်ဝတ်ပြုဖို့နဲ့အိတ်တဲ့အချိန်ကျော်တခင်းစာနေရာလေးရရင် ဖြစ်ပါတယ်လို့ပြောလိုက်ပါတယ်အစီစားကတော့ရွာကန်ဖြစ်တော်လဲသူမလည်းအမဲလို့လို့ဘောရာကျောင်းမှာပဲအချိန်ကုန်နေရတော့ရွာအကျောင်းကိုတိတ်မသိရှာပါဘူးအဲ့ဒါနဲ့သူမတီးတဲ့နေရာတစ်ခုဖြစ်တဲ့ရွာစုံမှာရှိတဲ့ဝတ်ပြုဆောင်စီလိုက်ပို့ခဲ့ပါတယ်။အဲ့ဒီဝတ်ပြုဆောင်ကြီးကဝတ်ပြုဆောင်ဆိုပေမဲ့ လူတွေလာလေးရှိဖို့မပေါ်ပဲခြောက်ကက်နေပါတယ်အာစီစာလည်းသူမတငယ်ချင်းယာယီတဲခိုလို့ရအောင်တန်ရှင်းရေးကူလုပ်ပေးနေတော့ဟာဆန်ရောက်လာပြီးအိမ်ပြန်ဖို့ခေါ်တော့သူမဒီမှာပဲတငယ်ချင်းနဲ့အတူအိမ်မှာလို့ပြောလိုက်ပါတယ်ဒါပေမဲ့ဖခင်ကြီးကစွပြန်လိုက်ခဲ့ဖို့ခေါ်နေတာမို့စာရကိုအာနာနာနဲ့နှုတ်ဆက်ခဲ့ရပါတယ်ရွာကနေဖြစ်ကြတဲ့ကာယုနဲ့အင်ဒရစ်ဆိုတဲ့လူနှစ်ယောက်ကတော့လမ်းဘေးတနေရာမှာမုံပေါင်းကိုအယတခံပြီးစားနေတော့ဈေးတွေကဘယ်ရောက်သွားမှမသိပျောက်သွားတာနဲ့ ဘေးကိုကြည့်လိုက်တော့လေပေါ်ပြန်နေတဲ့တရားမကိုတွေ့လိုက်ရပါတယ်။ intric ကသူများအမြင်မားနေလားသိကြအောင်ကာရုတ်ကိုလက်တွေ့လိုက်တော့အမြင်မားတာမဟုတ်ပဲတကယ်ချောက်နေမှန်းသိလိုက်ရပြီ။တရားမကသူတို့စီလာနေတာနဲ့လုံးဝအောင်ဖက်ပြေးကြပါတော့တယ်။အဲ့ဒါနဲ့ချက်ချင်းပဲသူတို့ရဲ့ဆရာဖြစ်တဲ့ဟာဆန်အိမ်တကားကိုတွားခောက်ပြီးဟာဆန်ထွက်လာတော့သူတို့တွေကွန်တီလန်နဲ့တရားမချောက်တာခံခဲ့ရတယ်။တရားမရဲ့ပုံစံကဝါတီနဲ့တူနေတယ်ဆိုတော့မင်းတို့တွေရွာကိုအခုရောက်လာတဲ့ကလေးမကိုသိကြလား။ သူကအခုဝတ်ပြုတ်ဆောင်မှာနေနေတယ်သူ့ကိုတရီထားပြီးစောင့်ကြည့်ထားကြလို့ပြောလိုက်ပါတယ်အဲ့ဒီအခါတပည့်နှစ်ယောက်လည်းစာရကိုထဲမှာဝင်ပူးနေတဲ့တရေရှိနေတယ်လို့အထင်ရောက်ပြီးပိုလန့်နေကြပါတော့တယ်အဲ့ရတွေကိုတော့အစီစားကအနောက်ကနေတိတ်တိတ်လေးခိုးနှာထောင်နေပြီးအဖေမသိအောင်အိမ်ကနေခိုးထွက်ပြီးစာရစီထွက်သွားခဲ့ပါတယ်စာရကတော့မိမတယောက်ရဲ့ငိုကြွေးတန်ကြပြီးဝိပုဆောင်တွေကနေထွက်လာကအတန်လာရစီကိုတွတ်ကြည့်နေတော့အစီစားကရုတ်တရက်ရောက်လာတော့လန့်သွားပါတယ် အစီစားခါတော့တငယ်ချင်းမလေးတယောက်တည်းမို့အားငယ်နေမှာစိုးရနဲ့ထွက်လာခဲ့တာဖြစ်ပြီးငါအင်္ဂါတင်ခိုးထွက်လာခဲ့တာငါနေနေနေချင်းလို့စားတာဒါနဲ့နင်းဝါတီဆိုတဲ့နာမည်ကိုကြားဘူးတလို့ရှိလာလို့မေးလိုက်ပါတယ်စားရာကတော့သူမကိုသူမဘသူမန်းတော်မသိရပဲသူမဘဝနဲ့ပတ်သက်ပြီးတော့အမီနာဆိုတဲ့နာမည်ကိုတော့မကြားသေးခင်ကမှသိခဲ့ရသူလေးဆိုတော့အဲ့ဒီနာမည်ကိုသူမမကြားဘူးကြောင်းပြောပြီးအိမ်ထဲဝင်သွားကြပါတော့တယ်အဲ့ဒီနောက်မှာတငယ်ချင်းတယောက်သားဝိပြုဆောင်ထဲမှာနှစ်ချိုက်စွာအိမ်မောကြနေပြီး ခြောက်ခြားစရာကောင်းတဲ့အတန်ကြီးထွက်ပေါ်လာတော့အာစီစာနိုးလာပါတယ်။အာစီစာကအတန်လာရဘက်ကိုလက်ချလိုက်တော့လေပေါ်ပြန်နေတဲ့တရမကိုတွေးလိုက်ရပြီ။သူ့မဘက်ကိုလာနေတာမို့အတန်ကိုအော်ဟစ်လိုက်ပါတော့တယ်။ဒါပေမဲ့အိမ်မက်တခုသာဖြစ်နေပြီ။သူ့မအော်တန်ကြောင့်နိုးလာတဲ့စာရကိုငါအိမ်မက်မက်နေတာပါ။ဘာမှမဟုတ်ပါဘူးဆိုကပြန်အိတ်လိုက်ကြပါရဲ့။မနက်လင်းတော့တငယ်ချင်းတယောက်ဈေးထဲမှာဟင်းချက်စရာတွားဝဲကြရင်အမီနာအကြောင်းကိုတိကောက်ကြည့်နေတော့ခက်ထန်တဲ့မျက်နှာပိုင်ရှင်နဲ့မိမကြီးတယောက်က ူမတို့ကိုစိုက်ချနေတယ်လို့ခံစားနေရပြီးကြောမလုံတော့တာမို့အဲ့ဒါဘသူလဲလို့ဆာရာကမေးလိုက်ပါတယ်အဲ့ဒီအခါအာစီစာကအဲ့ဒါဒါမီသူကနတ်ဆရာမတယောက်ပဲရွာကားလူတွေကသူ့ကိုလေးစားကြတယ်ဒီရွာကားလူတွေကအလတ်တက်စားရင်ထူးထူးဆန်းဆန်းတွေကိုပိုယုံကြတယ်ဝိပုဆောင်ကြီးကိုဘာလို့ဆွန့်ပစ်ထားလဲနင်းသိလားလူတွေကဝိမပြုကြလို့လေလို့ပြောပြလိုက်ပါတယ်ဒါမီဆိုတဲ့နတ်ဆရာမကြီးကတော့သူ့အိမ်သူပြန်သွားခဲ့ပြီးထမင်းတစ်ပကံခူးလိုက်ကခွေးရိုးပေါက်လို့လှုပ်ထားတဲ့အခန်းတစ်ခုထဲကိုပစ်ထည့်လိုက်တော့ တုံရီနေတဲ့လက်တစ်ဖက်ကသမင်းပကံကိုဆွဲယူသွားပါတယ်အဲ့ဒီအချိန်ဟာဆန်ရောက်လာပြီးအမီနာကိုလာရှာတဲ့သူရှိနေပြီအဲ့ဒီသူကကျွန်တော်သမီးရဲ့တငယ်ချင်းပဲသူ့နာမည်ကစာရာလို့ကတူးလေးပြောသွားခဲ့ပါတယ်အမီနာရဲ့တရင်ကတော့ရေရမှုမရှိပဲယူသွားတာလို့လို့ပျောက်သွားတာလို့လို့ ਨੇ ဒီရွာမှာမမြင်တော့တာကြာပြီဖြစ်ကြောင်းသာသိခဲ့ရပြီးလမ်းမှာဆရာဝန်ကောင်လေးမှချင်းနဲ့တွေ့တော့ အမီနာအကြောင်းများတိမလားလို့မေးလိုက်ကြပြန်ပါတယ်။ဒါပေမဲ့မချစ်ကလည်းဒီရွာရောက်တာမကြသေးဘူးဆိုတော့သူလည်းမသိတာမို့ဈေးကမ်းမှာရှိတဲ့အချက်လက်တွေကိုကြည့်ပြီးရှာကြည့်ပေးမယ်ဆိုကဈေးကမ်းကိုလည်းအလဲလာကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဈေးကမ်းကိုတော့ဆာရာတို့ထံအရင်ရောက်နေသူရှိပါတယ်။အဲ့ဒါကတော့ဈေးထဲမှာတော့ကနက်ဆရာမကြီးနဲ့စကားပြောသွားခဲ့တယ်။လင်ဒါဆိုတဲ့အမျိုးသမီးပါပဲ။ လင်နာကဝန်းတို့အင်းခင်ရွာလေးမှာတော့အလှဆုံးဖြစ်ပြီးပြူပြူပြဲတဲ့အဝတ်စားတွေဝတ်ပြပြီးဆရာလေးကိုတင်းသွင်းနေတာပေါ့အဲ့ဒီအချိန်မှာပဲစာရာတို့ရောက်လာတော့မချေမနှက်နဲ့စိတ်ပြက်ပြီးပြန်သွားပါတော့တယ်စာရာတို့ရဲ့လာရင်ကိစ္စကတော့အားလုံးသိကြတဲ့အတိုင်းအမီနာကိုရှာဖွေဖို့ပါပဲဒါပေမဲ့စကားတောင်ကောင်းကောင်းမပြောရသေးခင်ပါပဲဟာဆန်ရောက်လာပြီးသူ့သမီးကိုဇွတ်ပြန်ခေါ်သွားပါတယ် ဆရာဝန်လေးလည်းအံ့ဩသွားတာပေါ့သူထင်တာဆာရာကအာစီစာတို့အိမ်မှာတဲခိုးတာလို့ထင်နေတာကိုဆာရာတယောက်တည်းရွာစုံကဝတ်ပြုဆောင်မှာနေတာကိုတီးလဲတိတော်ရောစိတ်မကောင်းဖြစ်သွားပြီးဆိုင်ကနေလိုက်ပို့ပေးရင် ဖုံတက်နေတဲ့ဝတ်ပြုဆောင်ကိုကူညီပြီးတန်ရှင်းပေးလိုက်ပါတယ်အာစီစာကတော့သူမအဖေကဘာလို့ဆာရာကိုခါခါတီးတီးဖြစ်နေရတာလဲနားမလည်နိုင်ဖြစ်နေပြီမေးပြန်တော့လဲဟာဆန်စီကရေရတဲ့အဖေပြန်မရခဲ့ပါဘူးမချစ်ကတော့ဝတ်ပြုဆောင်ကိုတန်ရှင်းပေးနေရင်တလက်စားတယ် အဲ့ဒီမှာရှိတဲ့အတန်ချက်ဆက်တွေကိုပါပြုပြင်လိုက်ကဝိပုချင်းလဲရောက်နေပြီဆိုတော့အာဇံခေါ်လိုက်ပါတော့တယ်မချစ်ရဲ့အာဇံခေါ်တန်ကလော့စပီကာကနေတဆင်ကြွားတဲ့အထိပြန့်လွင့်သွားပြီးကြားရသူအဖို့အံ့ဩကုန်ကြတာပေါ့ဒါမီကဆိုဒေါသပါထွက်နေပြီးအာဇံခေါ်တန်ကြောင့်မျက်နှာပြုံးရွှင်သွားခဲ့သူကတော့ဒါမီအချုပ်ခန်းထဲမှာရှိနေတဲ့မိမကြီးပါပဲဟုတ်ပါတယ်ဆာရာလိုက်ရှာနေတဲ့အမီနာကိုဒါမီကဖမ်းချုပ်ထားခဲ့တာအချင်းအတော်ကြာရှိနေခဲ့ပါပြီခဏအကြာမှာဒါမီက အာဆန်ခေါ်တာဘာလို့လဲဆိုတာသိရအောင်ကာယရုနှစ်ယောက်ကိုစုံစမ်းခန့်လိုက်ပါတယ်မချစ်ကတော့ပြန်ကနေမှဆာရာနဲ့အလဘတက်လဘပြောနေရင်ဆာရာကအမီနာအပြင်အစီစာပြောတော့ခဲ့တယ်ဝါတီဆိုတဲ့နာမည်ကိုပါစုံစမ်းပေးကြည့်ဖို့ပြောလိုက်ပါတယ်အမီနာနဲ့နတ်ဆရာမကြီးဒါမီရိုရဲ့ယာစွင်ကဘလို့ရှိခဲ့မှမသိရပေမဲ့အမီနာကငါ့ကိုဘာလို့မတက်သေးတာလဲငါ့ကိုတက်လိုက်ပါတော့လို့တောင်းဆိုနေပါတယ်ဒါပေကဘလို့အညိုးတွေကြောင့်မသိငါနှင်းကိုအချိန်မီွေးတက်လို့ရတယ်ဒါပေမဲ့ နင်ဝေဒနာတွေခံစားနေရမှာငါစိတ်ကျေနပ်တာပြီးမှတေလို့ပြောလိုက်ပါတယ်ကာယူရိုနျက်ကတော့ဒါမီစိတ်ခိုင်းလိုက်တဲ့အတိုင်းဝိပုစုံနာကိုရောက်လာခဲ့ကြပါပြီဒါပေမဲ့အနာကိုလည်းအယမ်းမကက်ရဲပဲခလန်းလန်းကနေအခြေအနေစောင့်ကြည့်နေကြပါတယ်ဝိပုစုံနဲ့ကစာရာကတော့ဖျားဝိပုနေတာမို့ပဝင်းကျင်အခြေအနေကိုသတိမပြုမိပဲရှိနေပါတယ်ကာယုကသွေးမရဲတဲ့အင်ဒရစ်ကိုဇုတ်ခေါ်လာခဲ့ပြီးကြောက်ခဲရုံးနဲ့ဝိပုစုံကိုလန့်ပစ်လိုက်ပါတယ်သူမိုးပေါ်ခဲကြတဲ့အတန်ကြောင့်စာရာလည်းလန့်သွားပါတယ် အင်ထရစ်ကတော့ဘာဆက်ဖြစ်မှမသိတော့အကြောလွန်ပြီးနောက်ပြန်ဆုတ်သွားပါတယ်အဲ့ဒီအချိန်မှာပဲတရေမပေါ်လာပြီးကာယိုးကိုလဲပင်းညစ်ပြီးကိုင်ပေါက်လိုက်တဲ့အခါ ကာယိုလည်းဇက်ကျိုးပြီးအသက်ထွက်သွားပါတယ်။အဲ့ဒါကိုမြင်လိုက်ရတဲ့အင်ထရစ်ကတော့ပါဇက်ကနေအသက်မထွက်ရဲပဲနေရာကနေထွက်ပြေးသွားပါတယ်။ဟာဆန်တို့နေအိမ်မှာတော့တငယ်ချင်းစီတွားအိမ်မှာတကယ်ကလုံနေတဲ့အာစီစာချောင်းတာအဖတ်နှစ်ယောက်ကတော့ကဆဖြစ်နေကြပါတယ်။အဲ့ဒီအချိန်မှာပဲအင်ထရစ်ကငိုကြီးချမ်းမနဲ့ရောက်လာပြီးကာယိုတျောက်ကွန်တီလန်နဲ့လက်ချက်နဲ့တမလွန်ရောက်သွားပြီးမှတီးလိုက်ရပါတယ်။မနှက်ရောက်တော့မာချစ်နဲ့ဆာရာတို့ကအမီနာအကြောင်းလိုက်စုံစမ်းနေတော့လမ်းမှာကာယိုရဲ့ဇာပနာကိုလိုက်ပို့နေတဲ့လင်နာကိုမြင်တော့ဘာဖြစ်တာလဲ ယ်လို့ဝင်မေးလိုက်ပါတယ်လင်နာကတော့သူကြိတ်ကြိုက်နေသူကတခြားမင်းကလေးတယောက်နဲ့အတူရှိနေတာဆိုတော့ကာယုကိုကွန်တီလနဲ့တက်သွားတာလို့ပဲမဖြေချင်းဖြေချင်းနဲ့ဖြေလိုက်ပါတယ်အဲ့ဒီညမှာတော့လင်နာတယောက်ပြူတူပြဲတဲ့ဝတ်စုံကြီးဝတ်ပြီးနတ်ဆရာမကြီးစီရောက်လာပါတယ်အကြောင်းကတော့လင်နာကနမင်းနဲ့လိုက်အောင်တအားတွေလင်နာပြီးမချစ်ကိုငငတ်တက်လိုချင်နေခဲ့တာပါ ။နတ်ဆရာမကြီးကဘာပြန်ပြောလဲဆိုတော့အမတားလေးဒီရွာကိုရောက်လာပြီးကြတဲ့ကလူတွေကငါ့ကိုအကြီးညိုမဲလာကြတယ်။နင်သူ့ဘေးနားမှာရှိတဲ့ကောင်မလေးကိုတိလာ။အဲ့ဒီမိန်းကလေးကိုအရှင်ဆုံးဒီရွာကထွက်တော့အောင်လုပ်ရမယ်လို့ပြောလိုက်ပါတယ်။လင်းသားမျက်လုံးတွေဝင်းလက်သွားပါတယ်။အဖွားကြီးနဲ့သူမနဲ့ကအကြံတူနေကြတာကိုသူတို့ပြောတာတွေကိုတော့တပတ်ခန့်ထဲမှာချုပ်ထားတဲ့အမီနာကနားစွင့်နေပါတယ်။ဒါမီတို့အိမ်ပြင်ဘက်မှာတော့အိမ်ထဲကိုလင်းသားဝင်သွားတာတွေ့လိုက်တဲ့ အင်ဒရစ်ကစောင့်နေပါတယ်အင်ဒရစ်ကလင်နာကိုကြိတ်ပုံးခုနေတာကြားပြီဆိုတော့တိတယ်မလားပိုးပန်းဖို့စောင့်နေတာပေါ့အဲ့ဒီအချိန်မှာပဲလင်နာမြူးပြီးထွက်လာတော့အင်ဒရစ်ကငခုပြုံးပြုံးပြီးအချစ်အကြောင်းလေးတွေပြောချင်ပေမဲ့လင်နာကရွာအချို့အတွက်စာရတ်ကိုဒီရွာကထွက်တော့အောင်လုပ်ပေးရမယ်လို့ပြောလိုက်ပါတယ်အင်ဒရစ်ကငတုံးဆိုပေမဲ့အုံနောက်တော့နည်းနည်းရှိပါသေးတယ်ဘာလဲအဲ့ကောင်မလေးကဟိုဆရာဝန်ကောင်လေးနာကလို့ ါထုတ်ချင်နေတာမလား။ဘာပဲပြောပြောဒါပြီးရင်နင်ငါအနားမှာပဲနေရမယ်နော်ဆိုတော့လင်ဒါလည်းအယူစိတ်ချမ်းသာရင်ကဘာကြီးအေးချမ်းနေဆိုတဲ့ရှေးစာဆိုအတိုင်းခေါင်းငိမ့်လိုက်ပါတော့တယ်။ဟာဆန်ကတော့အခိထိုးနေတာလား၊ရင်းရွေးဥတည်နေတာလားမသိ။ရေဒီယိုကလာတဲ့တန်စင်လေးနဲ့ညိမ့်နေတော့မှတိုင်းပူသွားတာမို့ထလှုပ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမိဖို့တွေကမိတွေဟာရုတ်တရက်ထတော့လား။ဟာဆန်ကလန့်ကြည့်လိုက်ချင်အနောက်ကအမောင်ထဲမှာရှိနေတယ်ကွန်တီလန်နက်ကိုမြင်လိုက်ရပြီအိမ်ထဲကနေထွက်ပြေးပါတော့တယ်စောခိုင်းသမ မဘာမဆိုလုံးမဲ့အင်ဒရစ်ကတော့စပိန်လေးရန်တန်းရက်နဲ့နင်းလာရဲ့တရက်မှကွန်တီလန်နဲ့ပပင်းတို့ပြီးမသားပေါ်သွားပါတော့တယ်နောက်ရက်မှာတော့လင်နာဟာဈေးထဲမှာဂုံးတိုက်နေပါတယ်အခုရွာမှာလူနှစ်ယောက်ကွန်တီလန်ရဲ့လက်ချက်နဲ့မသားပေါ်သွားပြီးနတ်ဆရာမကြီးဒါမီပြောတာကဒါဟာ ဒီရွာကိုကွန်တီလနဲ့ရဲ့ကလေးရောက်လာလို့ပဲလို့ဝါရဖြန့်လိုက်ပါတယ်။ဈေးတဲကလူတွေကဘသူလဲလို့မေးလိုက်ချိန်မှာဆာရာတို့ရောက်လာကြတော့သူပဲလို့လက်ညှိုးထိုးလိုက်ပါတော့တယ်။ဆာရာလည်းအလကားနေအလကားအဆွဆွဲခံလိုက်ရတော့အံ့ဩသွားပါတယ်။အာစီဆာကတော့တငင်းချင်းဘက်ကနေရက်တီပီပီဆာရာကိုခေါ်ထုတ်လာပါတော့တယ်။အဲ့ဒီညမှာတော့နတ်ဆရာမကြီးဟာကလေးလာဖြတ်ချတဲ့မိမတယောက်ကို လေးဖြတ်ချပေးပြီးကလေးအသေးလေးကိုမြေအိုးတစ်လုံးနဲ့ထည့်သိမ်းထားလိုက်ပါတယ်။လင်နာကတော့မာချစ်ကိုပိုင်ဆိုင်ဖို့အရေးအရင်ဆုံးဆာရာကိုရွာက မောင်းထုတ်ဖြစ်ဖို့လူစုပြီးဝိပုဆောင်စီချီတက်လာကြပါတယ်။ဆာရာကတော့သူ့မကြုံတွေ့ရတော့မယ့်အန်ရီကိုမသိပဲဖယားဝိပုနေပါတယ်။ကံကောင်းချင်တော့ဆရာဝန်လေးမာချစ်နဲ့အတူလူကြီးတစ်ယောက်ကလူစုကြီးကို ထိန်းထားလိုက်နိုင်ပါတယ်။မာချစ်ကကျွန်တော်တငယ်ချင်းကအမီနာဆိုတဲ့သူ့အမျိုးကိုလာရှာယုံတက်တက်ပါ သူ့အတွက်ကျွန်တော်တာဝန်ယူပါတယ်ဆိုတာမို့ လူအုပ်ကြီးလည်းဒေါသအနှဲငယ်ပြေပြောက်ပြီးလာယာလန်းကိုလှည့်ပြန်သွားကြပါတယ်။ဟာဆန်ကတော့တရဲကသူ့ဘာ6လပြီဆိုတော့ဘာလို့ရမှန်းမသိတော့ပဲ။နက်ဆရာမကြီးစီ ရောက်လာခဲ့ပါတယ်။အဲ့ဒီကိုရောက်တော့အခုကာယရိုးနှစ်ယောက်လည်းတည်ပြီးဒါဝါတီလက်ချက်ဆိုတာတည်ကြတယ်။ကျွန်တော်တို့တခုခုလုံးမရတော့မယ်။အရင်ဆုံးအမီနာကိုတက်ပြရမယ်လို့ပြောလိုက်ပါတယ်။အမီနာလည်းသူတို့ပြောတာတွေကိုနားဆွင့်နေပြီးထယံချားကနေထွက်ပြေးသွားပါတယ်။ဟာဆန်ကအမီနာကိုတွတ်ချီတော့အမီနာလွတ်သွားပြီးမှန်တီးလိုက်ရကား နတ်ဆရာမကြီးကလည်းဒေါသထွက်နေပြီးအမီနာကိုလိုက်ဖမ်းပြီးတခါတည်းတက်ပစ်ခဲ့ဖို့ပြောလိုက်ပါတော့တယ်ဝိပုဆောင်ရှိမှာတော့သူမရဲ့ရာဇဝင်ကိုတိရဖို့တခုထီးသောပြုံးလင်းချက်ဖြစ်တဲ့အမီနာကိုရှာမတွေ့တဲ့အပြင်လူတွေကသူ့ကိုဝိုင်းပြီးဆွဆွဲနေကြတော့ဆာရာလည်းဝမ်းနေပြီးငိုကြွေးနေပါတော့တယ်အဲ့ဒီအချိန်ထွက်ပြေးလာတဲ့အမီနာကဝိပုဆောင်နောက်ကိုရောက်လာခဲ့ပြီးငိုနေတဲ့ဆာရာကိုတစ်ချက်လှမ်းကြည့်လိုက်ကာ ထပ်ပြီးထွက်ပြေးသွားပါတယ်။ဒါပေမဲ့အနောက်ကလိုက်ဖမ်းတဲ့ဟာဆန်ကပြန်ဖမ်းမိသွားတော့နေငါးစီကဘာထပ်ပြီးလိုချင်နေသေးတာလဲလို့မေးလိုက်ပါတယ်။အုံတော့မရှိတဲ့ဟာဆန်ကတော့ဘာပဲဖြစ်ဖြစ်တက်မဲ့တကယ်ကယ်လုံနေချိန်တရေမရောက်လာပါတယ်။တရေမကတော့ဆာရာရဲ့အမေဖြစ်တဲ့ဝါဒီဖြစ်ပြီးအများကြီးတော့စကားကြောရှိမနေပါဘူး။ဟာဆန်တေးချင်းစိုးနေငါးမိသားစုကိုတက်ခဲ့တယ်ဆိုတာညနာအရေကုန်စုတ်ထည့်လိုက်ရမှာတော့ဟာဆန်လည်းမနဲ့တစ်စီယာမျက်နှာမရှိတော့ပဲရိုးစိုးပန်းစိုးဖြစ်ပြီးအသက်ထွက်သွားပါတော့တယ် မနှက်လျှောက်တော့စာရာစီကိုမချေးလျှောက်လာပြီးအစိစာအဖေကွယ်လွန်သွားခဲ့ပြီမှန်တိလိုက်ရကနာရေးတရင်သွားမိကြပါတယ်အတူပောက်ကိုလျှောက်တော့တပည့်ဖြစ်သူရဲ့တိဆိုးမှုကြောင့်ဒေါသပုံထားနေတဲ့နတ်ဆရာမကြီးကစာရာကိုဂျိုးရှိုင်းသွားပါတယ်လင်းနာကလည်းဇုံတွဲခုတ်လာတဲ့မချစ်ကြောင့်လင်းနာမမြူးနိုင်တော့ပါဘူးဒါအပြင်အစိစာကလည်းသူမဖခင်တိဆိုးမှုကစာရာကြောင့်လို့မှတ်ယူပြီးနင်းကကုတီလန်နဲ့ရဲ့ကလေးပဲလို့ပြောလိုက်ပါတော့တယ်မမြူးနိုင်တော့တဲ့လင်းနာကတော့ ဆရာဝန်လေးအပေါ်စိတ်မကုံနိုင်သေးတာမို့နတ်ဆရာမကြီးကိုအပူသွားကပ်ပြန်ပါတယ်ဒါပေမဲ့နတ်ဆရာမကြီးကလည်းဘူးနေတဲ့အခါတလောက်ယူတဲ့လင်နာကိုထွက်သွားလို့မောင်းထုတ်ပြစ်လိုက်ပါတော့တယ်လင်နာပြန်သွားတော့ဆရာမကြီးဟာဗိုက်ဆာလာပြီးဒီနေ့တနေ့ကိုအတူပနဲ့ဘာနဲ့မအားတဲ့အခါထမင်းဟင်းလည်းချက်မထားလေတော့မင်းကဖြတ်ချပြီးတိမ့်ထားတဲ့ဒရီသားလေးကိုထုတ်စားပြစ်လိုက်ခါရှာတက်နေပါတော့တယ်အဲ့ဒီညမှာပဲဖခင်ကြီးဓာတ်ပုံကိုကြည့်ပြီးပူဆွေးနေတဲ့အာစီစာက တေချာတဲ့အဖြစ်တခုလိုချင်နေတာကြောင့်စာရစီတွက်ကြည့်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။အမီနာကတော့ဝိပုဆောင်အနေမှာငိုကြွေးနေတော့စာရလည်းအတန်ကြာပြီးရောက်လာခဲ့ပါတယ်။အဲ့ဒီအခါသူမတက်ပြီးတွေ့ချင်နေတဲ့အမီနာနဲ့ဆုံးတွေ့သွားကြပါတော့တယ်။အမီနာကစာရမိဘတွေအကြောင်းပြောပြခဲ့ပါတယ်။စာရအမီဟာ ရွာမှာအရန်ချော့ပြီးသူမကိုကြိုက်တဲ့သူတွေဝိုင်းဝိုင်းလင်လင်ကြတာဟာဆန်လည်းအပါဝင်ပေါ့ဒါပေမဲ့ဝါတီကတရွာသားကိုရွေးချယ်သွားတဲ့အခါဟာဆန်ကမစားရတဲ့အမဲတဲနဲ့ပတ်ဖို့ကြံစီခဲ့တယ်။နောက်ွယ်ကကြိုးကန့်ခဲ့သူကတော့နတ်ဆရာမကြီးဒါမီပဲဖြစ်ပါတယ်။ဒါမီကဘာလို့လုတ်ခဲ့ရတာလဲဆိုတော့စာရဖခင်ဟာဖះကလွဲ့ပြီးဘာကောမှယုံကြည်သူမဟုတ်လေတော့သူ့ကြောင့်နဲ့အနီးနားကလူတွေဟာနတ်ဆရာမကြီးကိုအယုံကြည်မဲ့လာပြီး ကြာရင်စခွက်ပါပျောက်ကင်းဆိုင်လာတော့တနာယူဟာဆန်နဲ့ပေါင်းပြီးဝါတီတို့တမိသားစုလုံးကိုအပြက်ရှင်းခဲတာလို့ပြောပြလိုက်ပါတော့တယ်။ဆာရာလည်းအခုမှတီးလိုက်ရတဲ့မိခင်အုပ်ခုရှိမှအာဘာတရငိုကြွေးလိုက်ပြီးနောက်အမီနောက်ကိုဝိပုဆောင်နဲ့ခေါ်သွားပါတယ်။အဲ့ဒီအချိန်မှာပဲနတ်ဆရာမကြီးကအနောက်ကရောက်လာပြီးဆာရာတို့နှစ်ယောက်လုံးကိုဓာတ်နဲ့ခုတ်ဖို့ပြင်မာတော့တယ်။ နတ်ဆရာမကြီးမတိလိုက်တာကတယမကရှိုးနေတယ်ဆိုတာပါပဲတယမကအကျင့်ပုတ်တဲ့နတ်ဆရာမကြီးကိုဘာမှပြောမနေတော့ပဲတစ်ချက်ထင်းနဲ့အပြက်ရှင်းထဲလိုက်ပါတော့တယ်စာရစီကိုလာနေတဲ့အာစီဆက်ကလည်းတစ်ပင်အခွေကနေချောင်းနာထောင်းနေရင်အဖြစ်မှန်တွေကိုသိသွားပါတော့တယ်နောက်ရမှာတော့စာရလည်းသူမဘဝအကြောင်းကိုသိသွားခဲ့ပြီဆိုတော့အမီနာကိုနှုတ်ဆက်ပြီးဘောရာအကြောင်းကိုပြန်သွားပါတော့တယ်အာစီဆက်ကတော့ကြောင်းပြန်တက်မလားမတက်တော့ဘူးလားမသိနတ်ဆရာမကြီးတည်သွားခြင်းက ဖြုတ်ယူထားတဲ့သရိုးကိုကင်ကြည့်နေရင်ဇလန်းလေးဟာအဆုံးသက်သွားပါတော့တယ်ခမညာဒီဇလန်းလေးရဲ့အဖြစ်ပြက်တွေကိုကြည်ချင်းအားဖြင့်အင်ဒရစ်ဆိုတဲ့ပြောင်ကြီးတယောက်လင်နာကိုအဖွန်လွန်ပြီးတရဲမလက်ချက်နဲ့မသားပေါ်သွားတယ်ဟာဆန်ကလည်းသူ့ကိုပြန်မကြိုက်ရကောင်းလားဆိုပြီးဝါဒီရိုမီသားစုအပေါ်ရုံမာခဲ့ပြီးနောက်ဆုံးမှသူ့လည်းမသားပေါ်သွားခဲ့တယ်ဆိုတော့ကဒီဇလန်းရဲ့အဓိကပေးခြင်းတဲ့မက်ဆေ့ကတော့မယရာယူးရင် မตาပေါ်ရတဲ့ဆိုတာပါပဲခမညာဇလန်းလေးကိုနှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခမညာ